အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မောလီဝတ္တနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ1ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မောလီဝတ္တခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော်မှာဖြစ်ပါရစေခင်ဗျာ။အထူးမောလီဝတ္တအနေနဲ့မုံတိုင်းအပီးမောလီဝတ္တအခြေအနေများနဲ့မုံတိုင်းလက်ကျန်မိုးကြီးခြင်းတွေကြောင့်စိုးရိမ်ရွမ်းမထက်ကြုံလုံနေတဲ့ရေကြီးခြင်းအန္တရာယ်သတိပေးချက်များကိုပါတင်ဆက်ပေးတော်မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ်ပထမဆုံးအနေနဲ့အော်တိုဘာလပထမပတ်9ရက်အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပင်လယ်ပြင်အခြေအနေတွေကတော့လမ်းမရပိုင်းတွင်ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေ၃ခုဖြစ်ပေါ်လာနိုင်ပါတယ်ဘင်္ဂလားပင်လယ်ရောအနောက်လယ်ပိုင်းအော်တိုဘာလတရက်နေ့နံနက်ပိုင်းမှာစပြီးလေပြင်းရတဲ့ရဝန်တစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်အဲ့ဒီလေပြားနဲ့ရဝင်းဟာပုံမအားကောင်းလာကအော်တိုဘားလာတရက်နေ့ညပိုင်းမှာအားကောင်းတဲ့လေပြားနဲ့ရဝင်းမှုန်တိုင်းငယ်ဖြစ်လာနိုင်ပါတယ် အော်တိုဘားလာ၂ရက်နေ့ညမှာတော့အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။အရှေ့ဖိလပိုင်ပင်လယ်နဲ့တောင်တရုတ်ပင်လယ်အော်တိုဘားလာ၃ရက်နေ့မှာအရှေ့ဖိလပိုင်ပင်လယ်ပြင်၌လေပြင်းနဲ့ရံဝန်တစ်ခုဖြစ်ပေါ်လာကပုံမအားကောင်းလာပြီးအပူပိုင်းမှုန်တိုင်းဖြစ်လာနိုင်ပါတယ်။အော်တိုဘားလာ၅ရက်နေ့မနေ့ပိုင်းမှာတော့အဲ့ဒီအပူပိုင်းမှုန်တိုင်းဟာတရုတ်ပြည်တောင်ပိုင်းဟောင်ကောင်တောင်ဘက်ကမ်းခြေသို့ဆက်လက်ရွေးရှားရင်းအားကောင်းတဲ့အပူပိုင်းမှုန်တိုင်းအဖြစ်ဖြတ်ကျော်ဝင်ရောက်သွားနိုင်မယ်လို့ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံပေါ်တက်ရောက်မှုများကတော့အော်တိုဘာလ၁ရက်နေ့ကနေ9ရက်အတွင်းဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်အော်မှလေပြင်းနဲ့ရန်ဝန်းမုန်တိုင်းများရဲ့အရှိန်တက်ရောက်မှုကြောင့်အော်တိုဘာလ9ရက်အတွင်းမြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေမှာအောက်ပါတိုင်းဖြစ်ပါတယ်။မိုးကြီးနိုင်တဲ့ဒေသများအထူးသတိပြုရန်အတွက်ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာ9ရက်အတွင်းစုစုပေါင်းမိုးရေချိန်လေးလက်မအထက်ရွာသွန်းနိုင်ပါတယ်။နေ့စဉ်ဖြန်းပြမိုးရေချိန်တလက်မအောင်မိုးအထက်တင့်ရွာသွန်းနိုင်ပါတယ်။ကချင်ပြည်နယ်မြောက်ပိုင်းမှာမြစ်ဖြား မေခနဲ့မလီခရခိုင်ပြည်နယ်မှာ တောင်ကျောင်းများမှာရှိတဲ့မြေများတနင်္လာရီကန်ရန်တခြားမှာရှိတဲ့မြေကြီးများဟာမြင့်တက်လာနိုင်ပါတယ်။ရုတ်ချင်းရေကြီးခြင်းဖြစ်ပေါ်လာနိုင်၍အထူးသတိပြုရပါမယ်။မြေပြုံနိုင်တဲ့ဒေသတွေကတော့ကချင်ချင်းရှမ်း၊ကရင်နဲ့မွန်ပြည်နယ်များမှတောင်ကျောင်းများမှာမြေပြုံမှုများဖြစ်ပေါ်နိုင်ပါတယ်။အခြားဒေသတွေကတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတော့နေရာကျကျမိုးထချုံရွာနိုင်ပါတယ်။အလဲပိုင်းမိုးနှဲရေရှားဒေသများမှာမိုးအားရောကျလာနိုင်ပေမဲ့လည်း မိုးဖွဲရွာချင်းကတော့ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ဆက်လက်ပြီးမုန်တိုင်းမိုးတိထန်စွာရွာသွန်းချင်းကြောင့်မြေရှမ်းချင်းအခြေအနေသတိပေးချက်များနဲ့မြေချင်းများကိုပြောပြပေးတော့မှာဖြစ်ပါတယ်။တရက်ဆယ်လာ2025ရဲ့နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်ရမြေအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနာမြေရမနေ့ကညနေကနေ7နာရီအတွင်းလေးလက်မကန်ထက်ကြတော့ပါတယ်။မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့36.9ဒီဂရီဆယ်စီယံနဲ့ ။ယနေ့အနေဆုံးပူချိန်ကတော့19.3ဒီဂရီဆဲလ်စီယပ်တို့ပဲဖြစ်ပါရခင်ဗျာ။မြေကြီးနားမြေကြီးစိုးရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန်825စင်တီမီတာ28ပေကန်အလိုမှာရောက်ရှိနေပါတယ်။နောက်24နာရီမှ36နာရီအတွင်းမြေကြီးနားမြို့အေယာဝတီမြေကြီးပြန်လည်မြင့်တက်လာနိုင်ပါတယ်။မြေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်ထူးကပ်မြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ERM မြေအထက်ပိုင်းမှာမိုးဝအသင်းနဲ့ရှိနေပါမယ်ရပ်ဖန်ရခါ အေယာဝတီမြစ်ဆုံတပ်ပိုင်းမှာနေရာခွက်ရေမိုးတိထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးများမြေကြီးကျဆင်းရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေယာဝတီမြစ်အထက်ပိုင်းမေခမလီခမြဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်ရှိနေပါပဲ။အေယာဝတီမြေတို့တစ်ချောင်းနဲ့ချင်းတွင်းမြေတို့တစ်ချောင်းမြကန်းဒီမြင်းနှိမ့်ဒေသများနဲ့မြင်းနူချိုးများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ ရေလုံသားများအရောင်ရင်မြစ်ကြီးကိုအမေပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာချင်းရွှေမြေအခြေအနေကတော့ခန်းနီးမြေဟာမနေ့ကညနေကနေ၁၂နှစ်အတွင်းနှစ်လက်မကန်ထက်ကြသွားပါရယ်မုံရွာမြေဟာမနေ့ကညနေကနေ၁၂နှစ်အတွင်းရှင်းလက်မကန်ထက်ကြသွားပါရယ်ချင်းရွှေမြေထက်ပိုင်းမှာလက်တလုံးမိုးအားအနေငယ်မှအသင့်တင်ရှိနေပါမယ်ယနေ့ညပိုင်းမှာစတင်ကနောက်၃ရက်ခန့်အထိချင်းရွှေမြေထက်ပိုင်းဒေသများမှာ မိုးအားကောင်းလာနိုင်တဲ့အတွက်ယခုရက်ပိုင်းအတွင်းချင်းနှမြို့တခြားရှိမြို့အားလုံးမှာအတက်ဖက်တို့ဥတီနေအောင်မှာဖြစ်ပါတယ်။ချင်းနှမြို့အတက်ကြပုံမှန်နေထားခံမှာရှိနေပါမယ်။ထူးကဲမြည်ရေးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီမြည်ရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။နောက်24နာရီအတွင်းပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဟောင်းမလင်းဖောင်းပြေမော်လိုက်ကလေးဝမင်းကင်းကန်ဒီနဲ့မုံရမျိုးတို့ရဲ့မြည်ရေးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အီယောင်ရီမြည်ရေးအခြေအနေကိုဆက်လက်တင်ပြပေးပါမယ်။ ပမောရွှေကူကတာထိကျိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်းဦး6အောင်လံပြည်စိတ်သာဟေသနာနဲ့ဇလုံမျိုးတို့ရဲ့မြည်ရများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ AR မြည်ရမြင့်တက်မှုကို24နာရီစောက်ချီတင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချင်းနဲ့တပင်းညီတင်ပြပေးတော့မှာဖြစ်ပါရ။နောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအကောင်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအသင်တင်ရှိနေပါမယ်။ဒီကနေ့မနက်ထိခံမှန်းချက်ကတော့ကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျဲစကိုင်းတိုင်းဒေသကြီးထပ်ပါအေရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထီချုံရွာပြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာဒေသအလိုက် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်ရွာရံရာနှုံးပြေဖြစ်ပါတယ်ဒီကနေ့မွန်တိုင်းချိန်ဒီခံမှတ်ချက်များကတော့ကချင်ပြည်နယ်မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးတချုံရွာပြီးမကူတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာဒေသလိုက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ။ခရီးပြည်နဲ့ကရင်ပြည်နဲ့နဲ့မုံပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရဲရာနှုံးမြစ်ဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာမိုးအထင်းတစ်ထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာမိုးအထင်းတင်ထချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာမိုးတကြိမ်တစ်ကြိမ်ထချုံရွာပါမယ်။ပုံရွာမြို့မှာမိုးတကြိမ်တစ်ကြိမ်ထချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထချုံရွာပါမယ်။ တဝဲမြို့မှာမိုးတင့်တင့်ထချုံရွာပါမယ်။မြကျင်းသားမြို့မှာမိုးတချိန်တချိန်ထချုံရွာပါမယ်။လိုင်ခေါ်မြို့မှာမိုးတချိန်တချိန်ထချုံရွာပါမယ်။ဖမ်းမြို့မှာမိုးတချိန်တချိန်ထချုံရွာပါမယ်။ဟာခါမြို့မှာမိုးတချိန်တချိန်ထချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးတင့်တင့်ထချုံရွာပါမယ်။စစ်တွေမြို့မှာမိုးတချိန်တချိန်ထချုံရွာပါမယ်။လာရှုံမြို့မှာမိုးတချိန်တချိန်ထစ်ချုံရောက်ပါမယ်။တောင်ကြီးမြို့မှာမိုးတချိန်တချိန်ထစ်ချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာမိုးတချိန်တချိန်ထစ်ချုံရောက်ပါမယ်ခင်ဗျာ။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကင်းပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်ပြထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာတော့မြဝချုံပေါ်မုဒ္ဒမခွေမော်တင်နေနိုင်ကင်မရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရပ်ဖန်ရခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြဝချုံပေါ်မုဒ္ဒမခွေမော်တင်နေနိုင်ကင်မရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ7ပေမှ12ပေကန်ရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအစ်တဲမှာလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြာစဉ်မြေပြင်းရေပြင်းလေဟာ တနိုင်း25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာရခိုင်ကောင်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေကမ်းရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့မြဝကျုံပေါ်ဒေသများမှာထစ်ချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။နေပြည်တော်နဲ့နေတွက်အတွက်မရက်ဖြန်မုန်းတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးသင်တင်ထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတွက်အတွက်မရက်ဖြန်မုန်းတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။ မန္တလေးမြို့နယ်နေထွက်တဲ့မင်းပြမိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတဲ့ချိန်နှစ်ချိန်ထစ်ချုံကြပါမယ်။ရွာရံရာနှုန်းပြဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဘကုတိုင်းဒေသကြီးမှာအော်တိုဘားလာ၁ရက်နေမှာအော်တိုဘားလာ၆ရက်နေထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။အခြေအနောက်ပင်လယ်ပြင်များမှာယခုတစ်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေတောင်တရုတ်ပင်လယ်ပြင်မှာမှုန်တိုင်းများအော်တိုဘားလာ၁ရက်နေမှာဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရေဝင်ဟာပုံမအကောက်လာနိုင်ပြီးအကောက်နဲ့လေပြင်းနဲ့ရေဝင်အဖြစ်ရောက်ရှိလာနိုင်ပါတယ်။ WMLPA ရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံအနှံ့အပြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ကတနင်္လာနေ့တိုင်းမြောက်ပိုင်းဒေသများမုံပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအရှိန်နောက်မန္တလေးတိုင်းမန္တလေးတိုင်းနဲ့ထိဆက်လျက်ရှိတဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသများစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်အချို့ဒေသများမှာနေရာကွက်ပြီးမိုးပြနိုင်ပါတယ်။အော်တိုဝါလာ3ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာအပူပိုင်းမုန်တိုင်းဖြစ်ရောက်ရှိလာနိုင်တဲ့မုန်တိုင်းနောက်တလုံးကဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်တိုက်ခတ်ပြီး အော်တိုဘားလာ၄ရက်နေ့မှာတောင်တရုတ်ပင်လယ်ပြင်တွင်းသို့ဝင်ရောက်လာနိုင်ပါမယ်။အော်တိုဘားလာ၅ရက်နေ့မှာတောင်တရုတ်ပင်လယ်အတွင်းမှာအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖြစ်လာပြီးအနောက်ဘက်ဗီယက်နမ်နိုင်ငံဘက်သို့ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF နဲ့ GFS စတဲ့သင်္ချာပြုပုံစံမော်ဒယ်များမှတဆင့်ခံမှန်းချက်များရရှိနေပြီးမုန်တိုင်းအကျဉ်းချံတွေကမြန်မာနိုင်ငံအရှေ့ပိုင်းတွေကိုအော်တိုဘားလာ၇ရက်နေ့မှာဝင်ရောက်လာနိုင်ပြီးမြန်မာနိုင်ငံအတွင်းမိုးများနိုင်တဲ့အခြေအနေရှိလာနိုင်အောင်မှာဖြစ်ပါတယ်။ စက်တင်ဘာလ29ရက်နေ့မှာရရှိခဲ့တဲ့အချက်အလက်များအရအော်တိုဘာလအလယ်ပိုင်းမှာလာအိုနဲ့ BNN နိုင်ငံထိုင်းနိုင်ငံအတွင်းမှာရေကြီးနိုင်ခြင်းအတွက်သတိပေးလေပဲများမြင့်တက်နေပြီးမြန်မာနိုင်ငံဘက်မှာတော့တန်လျုံမြဝန်းအတွင်းပါဝင်တဲ့ရှမ်းပြည်နယ်အပါအဝင်တနိုင်ငံလုံးမှာရေကြီးနိုင်တဲ့သတိပေးချက်များရောကြလာနိုင်တာကိုတွေ့ရမှာပါ။ပဲခူးတိုင်းမှာနေစဉ်ဖြန်းများအော်တိုဘာလ၁ရက်နေ့မှာအော်တိုဘာလ၆ရက်နေ့အထိ၆ရက်တွင်ရွာသွန်းနိုင်တဲ့မိုးရေချိန်များ ပဲခူးတိုင်းတစ်ခုလုံးမှာအခုတစ်ပတ်အတွင်းမိုးအထင်တင်ရွာသွန်းနိုင်ပြီးနေရာကွက်၍မိုးများနိုင်ပါတယ်။ပဲခူးတိုင်းအရှိချမ်းကပဲခူးတိုင်းဦးရွှေချင်းကြောက်ကြီးညောင်လေးပင်တောင်ငူတက္ကလစတဲ့မြို့နယ်ခရိုင်တွေမှာခုနှစ်အတွင်းမိုးရေချင်းခုနှစ်လက်မကန်အထိရွာသွန်းနိုင်ပါတယ်။ပဲခူးတိုင်းနောက်ချမ်းမှာပြည်ကျိုးပင်ကောက်မင်းလှလက်ပရန်တာယာဝတီစတဲ့မြို့နယ်ခရိုင်များမှာခုနှစ်အတွင်းမိုးရေချင်းငါလက်မကမိုးအထင်တင်ရွာနိုင်ပါတယ်။တဘောဝဘေးအန္တရာယ်ဖြစ်နိုင်ခြင်းများကတော့မိုးထချုံရွာသွန်းပြီး လျှက်စစ်မိုးကြိုးအန္တရာယ်ရှိနိုင်တဲ့အတွက်မိုးထချုံခြင်းများဖြစ်ပေါ်လျက်အချိန်မီခိုးလုံရအတွက်နေရာရှာရန်နဲ့တစ်ပင်များအောက်မှမိုးခိုခြင်းသည်အန္တရာယ်ရှိကြောင်းသတိပြုရန်လိုအပ်ပါမယ်။ပဲခူးညောင်လေးပင်တောင်ငူကြောက်ကြီးရွှေချင်းမြို့နယ်ခရိုင်များမှာရှိတဲ့အနေမိုင်းလူနေရပ်ကွက်များနဲ့ကျေးရွာများမှာရေကြီးနိုင်ပါတယ်။တောင်ငူကြောက်ကြီးရွှေချင်းဒေသများနဲ့ပဲခူးရိုးမှတောင်ကျောအနီးနေထိုင်သူများအနေဖြင့်တောင်ပြိုမြေပြိုနိုင်တဲ့အန္တရာယ်ကိုသတိပြုရပါမယ်။မိုးများတာကြောင့်အချိန်တိုအတွင်းမြေမြင့်တက်ပြီးရေကြီးနိုင်တဲ့ ပကိုးမြစ်စစ်တောင်းမြင်ဝမ်ဒေတာများပန်းလိုက်မြစ်အထက်ပိုင်းမှမြို့ရွာများဟာရေနှုံမြောင်းများပိတ်ဆို့မနေစေရန်သတိပြုရပါမယ်။ပန်းလိုက်မြစ်အထက်ပိုင်းမှမြို့ရွာများတွင်ရေနှုံမြောင်းများပိတ်ဆို့မနေစေရန်သတိပြုရပါမယ်။ပကိုးတိုင်းတွင်မိုးကောင်းပြီးမြေစည်းလွှာဆိုတိုင်းစာကောင်းစွာရရှိနိုင်မှာဖြစ်တဲ့အတွက်အနေပိုင်းလယ်မြေများလယ်ခွေးများမှာရေဝင်းနိုင်တဲ့နေရာများကိုသတိထားစောင့်ကြည့်ပြီးလူအပ်ပကအချိန်မီရေဖောက်ထုတ်ခြင်းဖြင့်စိုက်ပျိုးမြေများရေမလွှမ်းစေရန်ပြင်ဆင်ထားကြဖို့လိုပါမယ်။ အပူချိန်လေးတိုင်နှုံလေတုဆိုတိုင်းစားပင်လယ်ပြင်အခြေအနေနဲ့လေတုညဉ့်ညက်မှုအခြေအနေများကတော့ပဲခူးတိုင်းရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့37ဒီဂရီဆဲဆီယံနဲ့အနိမ့်ဆုံးညအပူချိန်ကတော့25ဒီဂရီဆဲဆီယံရှိနိုင်ပြီးစက်တင်ဘာလ28ရက်နေ့မှာခန်းစားရတဲ့အပူချိန်ကတော့38ဒီဂရီဆဲဆီယံရှိနိုင်ပါမယ်။အခုတစ်ပတ်အတွင်းတောင်အနောက်တောင်အရှေ့တောင်ရပ်တို့မှာလေတိုင်နှုံဟာတနအိုင်ကို32မိုင်ခန့်အထိရှိနိုင်ပြီးမုန်တမပင်လယ်ကွေ့အတွင်းတန်းနေပင်လယ်ပြင်များမှာလိုင်းအမြင့်ဆုံး4ပေမှ5ပေခန့်ရှိနိုင်ပါတယ်။ ပဲခူးတိုင်းတွင်နေလည်နေခြင်းအချိန်များမှာလေထုစုတိုင်းစားက80ရာခိုင်နှုန်းရှိနိုင်ပြီးမနက်အစောပိုင်းနဲ့ညပိုင်းတွင်မှာတော့လေထုစုတိုင်းစား100ရာခိုင်နှုန်းရှိနိုင်ပါတယ်ယခုတစ်ပတ်တွင်ပဲခူးတိုင်းပဲခူးမြို့အနီးဝန်းကျင်မှာလေထုညဉ့်ညံ့မှုအညွန်ကိန်းအမြင့်ဆုံးရှိနိုင်ပြီးအနေရမရှိနိုင်တဲ့အညွန်ကိန်းအဆင့်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။